မင်္ဂလာပါကလေးတို့ရေဒီချဲကတော့တာရုသမီးတို့ကို grade 5သိပ္ပံသင်ကြားပေးမယ်ဒီချဲချမ်းပဲဖြစ်ပါတယ်ကဲအဲ့တော့သင်ခန်းစာလေးကိုစလိုက်ကြရအောင်နော် အခန်းတည်းရဲ့တက်ရှိများရဲ့ဘဝဇဝုံကနေပြီးတော့မှအပိုင်တည်းအပင်များရဲ့ဘဝဇဝုံအကြောင်းပဲဖြစ်ပါတယ်အဲ့တော့အပင်တွေရဲ့ဘဝဇဝုံကိုဘယ်အဆင့်တွေမှာတွေ့ရမလဲ အပင်များကိုပန်းပွင့်သောပင်ပွင့်ဆောင်ပင်နဲ့ပန်းမပွင့်သောအပင်ပွင့်မဲ့ပင် ဆိုပြီးတော့မှအဓိကအုပ်စုနှစ်စု ခွဲခြားထားတယ်။အသီးတွေထဲမှာတော့အစိလေးတွေရှိတယ်။အဲ့ဒီအစေကိုတော့အစေခွန်အစေရွက်နဲ့ပင်လောင်းဆိုပြီးတော့မှ အစေအပိုင်း၃ပိုင်းပါဝင်ပါတယ်။ပွင့်ဆောင်ပင်တွေမှာဆိုလို့ရှိရင်တော့အစေကနေအပင်ပေါက်တဲ့အတွက်ကြောင့်အပင်တစ်ကလေးကအစေကနေပြီးတော့ဖြစ်ပေါ်တယ်။အဲ့တော့လုပ်ငန်းတဲ့အပင်တစ်ပင်ကဘယ်လိုမျိုးကြီးထွားလာသလဲ။ ကဲအဲ့ဒါကိုတစ်ချက်လက်တွေ့လုပ်မှာနော်အဲ့တော့တအားသမီးတို့ကခရမ်းကျင်သေးအမှဲအစေတွေကိုထုတ်ပြီးတော့အိမ်မှာလက်တွေစိုက်ပျိုးကြည့်မယ်အဲ့တော့စိုက်ပျိုးထားခြင်းကိုနေ့စဉ်လေ့လာမယ်ပြီးအစစ်မှအပင်ပေါက်လာပြီးနောက်အပင်ရဲ့ကြီးထွားမှုကိုအပတ်စဉ်ကြေရုပ်လေ့လာပါမယ်အပင်ဤကြီးထွားဖွံ့ဖြိုးမှုကို အပတ်စဉ်မတန်းမှာပုံနဲ့တကွာရေးဆွဲပြီးတော့မှတ်သားထားပါအဲ့တော့ဒီချက်ကဇရားလေးသားတို့သမီးတို့ကိုနမူနာပြပေးထားတယ်အဲ့ဒီဇရားလေးတိုင်းသားတို့သမီးတို့ကသားတို့သမီးတို့ရဲ့မှတ်စုစာအုပ်လေးထဲမှာရေးဆွဲပြီးတော့ပေါ့နော်ဒီချက်ကိုနေ့စဉ်မှတ်တမ်းတင်ပေးထားပါအဲ့တော့ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်သင်ခန်းစာမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်ကဲဒီ channel တူတူလုပ်ငန်းတစ်ခုကိုဆက်ပြီးတော့လေ့လာကြရအောင် အဲ့တော့ပန်းပွင့်တပွင့်ကိုဘယ်လိုမျိုးဖွဲ့စည်းထားပါသလဲအဲ့တော့ပန်းပွင့်တပွင့်ကိုဘယ်လိုမျိုးဖွဲ့စည်းထားပါသလဲအဲ့တော့ပုံလေးကိုတစ်ချက်ကြည့်ပြပါဒါကတော့ခရမ်းကျင်ပွင့်ပေါ့နော်သူ့မှာပါရှိတဲ့အစိပ်ပိုင်းတွေကိုဒီချေတို့တွေကဖြုတ်ယူပြီးတော့လေးလာပါမယ်တွေ့ရှိတဲ့အတိုင်းကိုဒီချေတို့ကပုံဆွဲပြီးတော့ မှတ်သားပါမယ်အဲ့တော့ဒီချက်ကဒီမှာဇယားလေးလည်းဒီချက်နမူနာလေးပြပေးထားတယ်အဲ့တော့တအားသမီးတို့ပုံကြမ်းလေးဆွဲမယ်ပြီးရင်တွေးရှိချက်ကလေးကိုရေးမယ်အဲ့တော့တွေးရှိချက်ကလေးကတော့ဘာလေးတွေရှိလဲဆိုတော့အစိမ်းရောင်ပွင့်ဖက်ကလေးတွေပါမယ်ပြီးရင်အဝါရောင်ပွင့်ချက်ကလေးတွေပါမယ်ပြီးရင်ဝတ်ဆံဖို့ဝတ်ဆံမတို့ကိုတအားတို့သမီးတို့တွေးရပါမယ်အဲ့တော့တချို့တို့ကတွေးရှိချက်ကလေးတွေကိုအခြေခံပြီးတော့မေးခွန်းလေးတွေဖြေဆိုရအောင်အဲ့တော့ကာကြီးအစိပ်အပိုင်းမြင်မြတွေ့ရပါတယ် အမ်ဟုတ်တယ်ပန်းမွေမှာအစိပ်ပိုင်း၄ခုတွေ့ရတယ်ဟုတ်ပြီခါခွေအစိပ်ပိုင်းမှာဘယ်လိုပုံသဏ္ဍာန်လေးတွေရှိပါသလဲဟုတ်ပြီဒီချေတို့ကအစိပ်ပိုင်းလေးတွေမှာဘယ်လိုပုံသဏ္ဍာန်လေးတွေလဲဆိုတော့ပွင့်ဖက်ပွင့်ဖက်ကအစိမ်းရောင်လေးနော်ပွင့်ချက်ကတော့အဝါရောင်လေးပြီးသွားလို့ရှိရင်ဒီချေတို့ဝစ်ဆန်ဖိုးဝစ်ဆန်မားဆိုတဲ့ပုံစံလေးတွေတာဝတ်သမီးတို့တွေ့ရပါမယ်ပြီးရင်ဂါငယ်ပန်းပွင့်မှာပေါဝင်တဲ့အစိပ်ပိုင်းလေးတွေကိုတာဝတ်သမီးတို့ကရေးပေးပါ ဲ့တော့ပေါင်းဖို့မှာပေါင်းတဲ့အစိပ်ပိုင်းလေးတွေကဘာလေးလဲဆိုတော့ပွင့်ဖက် ပွင့်ချက်ဝတ်ဆံဖို့ဝတ်ဆံမှာတွေပဲဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်သင်ခန်းစာမှာတခြားလို့ပြန်တွေ့ကြမယ်နော်။ channel တူတူလုပ်ငန်း၃လေးကိုဆက်ပြီးတော့လေ့လာကြရအောင်။အဲ့တော့အသီးတစ်လုံးပါဆိုရင်ဘာတွေပါပါသလဲ။ ဲ့တော့တာဆွေပုံလေးကိုကြည့်ပါခရမ်းကျင်သီးပုံလေးဟုတ်ပြီနော်အဲ့တော့ခရမ်းကျင်သီးတလုံးကိုဒီချေတို့ကထချမ်းချမ်းတဲ့ပုံလေးဆွဲပါမယ်နော်တွေ့ရှိချက်ကလေးတွေကိုဒီချေတို့ကလေ့လာမှတ်သားပါမယ်အဲ့တော့ဒီချေနမူနာပုံလေးပေးထားတယ်နော်အဲ့တော့ဒီချေကခရမ်းကျင်သီးပုံလေးကိုထချမ်းချမ်းထားတဲ့ပုံလေးတာတို့သမီးတို့ဆွဲပြပေးထားတယ်အဲ့တွေ့ရှိချက်ကလေးကတော့အသီးထဲမှာအဆစ်လေးတွေကိုတွေ့ရပါမယ်အော်တီချယ်တို့လက်တွေ့ပြုတ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့မေကွန်းလေးတွေဖြည့်ဆို့ကြရအောင်အဲ့တော့ခရမ်းကျင်သီးကို ချမ်းပြီးရဲ့နောက်မှာဘာတွေကိုတွေ့ရသလဲဟုတ်တယ်ခရမ်းကျင်သီးကိုတကယ်လို့ချမ်းပြီးသွားပြီဆိုလို့ရှိရင်တော့အသီးခွန်အသီးရဲ့အတွင်းသားလေးတွေပြီးသွားရင်အစ်စ်လေးတွေကိုတောက်သမီးတို့တွေ့ရပါတယ်ဟုတ်ပြီခါခွေးအစ်စ်အပိုင်းမိမျှတွေ့ရသလဲဟုတ်တယ်ခရမ်းကျင်သီးမှာဆိုရင်အစ်စ်ပိုင်းသုံးခုကို တွေ့ရပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်သင်ခန်းစာမှာတခြားလို့ပြန်တွေ့ကြမယ်နော် လုပ်ငန်းလေးလေးကိုတကယ်လို့ဆက်ပြီးလေ့လာမယ်။အဲ့တော့ခရိုင်ကျင်ပင်ရဲ့ဘဝဆောင်ဝန်းလေးကိုတားလို့သမီးတို့ရှင်းပြကြည့်ပေးပါ။ကဲဟုတ်ပြီအဲ့တော့ဒီချက်ကပုံလေးပေးထားတယ်တာဝသမီးတို့ကြည်ကြည့်ပေးပါအဲ့တော့အချင်းတူတဲ့စဝိုင်းနှစ်ခုကိုဒီချက်တို့ရေးဆွဲမယ်စဝိုင်း1အတွင်းအရွယ်တူအပိုင်း5ပိုင်းရေးဆွဲပြီးတော့ ေါ်ပြထားတဲ့ခရမ်းကျင်ပင်ရဲ့အဆင့်ဆင့်ကြီးထွားလာပုံကိုအစင်လိုက်တကယ်လို့ဖြည့်ဆွဲရေးပါမယ်။အဆင့်အမီတွေကိုရေးပါမယ်။ပြီးရင်စဝိုင်းရဲ့နှစ်မှာပေါ်ပြထားတဲ့အစိပ်ပိုင်းတွေကိုတကယ်လို့ကဖြတ်ထုတ်ပါ။ပြီးရင်စဝိုင်းတည့်ရဲ့အပေါ်မှာစဝိုင်းနှစ်ကိုတင်ထားပြီးတော့အလဲဘဝမှာတကယ်လို့ကပင်အပ်ဖြစ်ထိုးဆိုင်ပြီးတော့မှစဝိုင်းတစ်ကိုနိုင်လက်တတိုင်းလှည့်ပြီးတော့မှတကယ်လို့ပြုတ်လို့ရပါတယ်။အဲ့တော့တကယ်နမူနာပုံလေးပေးထားပါဗျ။ ကဲအဲ့ဒါဆိုရင်ဒီချိန်နဲ့တူတူမိကုံးလေးတွေဖြည့်ကြည့်ရအောင်ကဲကာကြီးခရမ်းကျင်ပင်ရဲ့ဘဝဆောင်ကြီးထွားမှုအဆင့်ဘယ်နှဆင့်ရှိပါသလဲဟုတ်ပါရဲ့ခရမ်းကျင်ပင်ရဲ့ဘဝဆောင်မှာကြီးထွားမှုအဆင့်ဟာ၅ဆင့်ရှိပါတယ်အဲ့တော့ဒီချက်ကိုခရမ်းကျင်ပင်ရဲ့ဘဝဆောင်ကိုဒီချက်ကိုရှင်းပြပေးပါကဲအဲ့ဒါဆိုရင်ဒီချက်နဲ့တူတူစ조사ပြီးတော့ရှာဖွေကြရအောင်เนาะအဲ့တော့ဒီချက်တို့ကခရမ်းကျင်ပင်ရဲ့ဘဝဆောင်ဟာအစစ်အစင်မှာစတင်ပါတယ် ခရမ်းကျင်စင်းမှာအပင်ပေါက်လာတယ်။ပြီးတဲ့အခါမှာတော့အပင်ငယ်အဖြစ်ကြီးထွားလာတယ်။ခရမ်းကျင်ပင်ဟာပန်းပွင်းပွင့်လာတယ်။ခရမ်းကျင်ပွင့်များမှာခရမ်းကျင်သီးဖြစ်လာတယ်။ခရမ်းကျင်သီးများမှာအဆေများ ပြန်လည်ရရှိလာတယ်။ထိုအဆေများမှာခရမ်းကျင်ပင်များထပ်မံပေါက်လာတယ်။ခရမ်းကျင်ပင်ရဲ့ဘဝဆံဝအစေမစတင်ပြီးတော့မှ အစေအဆင့်ကို ပြန်လဲရောက်ရှိပြီးတော့လဲပတ်နေပါတယ် အဲ့ဒါကတော့ခရမ်းကျင်မင်းရဲ့ဘဝဆောင်းဝန်းပဲဖြစ်ပါတယ်အပင်ဤကြီးထွားမှုအစဉ်တွင် အစေအစေမှ အပင်ပေါက်ခြင်းအပင်ငယ်အပွင့်ပွင့်ခြင်းအသီးသီးခြင်းတို့ကို တွေ့မြင်ရပါတယ်။အပင်ရဲ့ဘဝဆောင်ဟာအစေမှစတင်ပြီး နောက်ဆုံးမှအစေအစဉ်တို့ ပြန်လဲရောက်ရှိတယ်။ အချို့အပင်ငယ်များဟာအစင်များအပင်ပေါက်၍အဆင့်ဆင့်ကြီးထွားလာကြပြီးနောက်ဆုံးတွင်အစစ်များပြန်လည်ထုတ်လုပ်ပေးပါရဲ့အချိန်ကာလရာသီတစ်ခုအတွင်းထိုအစစ်များဖြစ်ပေါ်ပြီးနောက်အပင်ဟာတည်ဆုံးသွားပါလေကွယ်အဲ့တော့ပုံလေးကိုကြည့်ကြည့်လိုက်ပါအစစ်မှာဆိုရင်လုံလောက်တဲ့ရေရေလေးရေအပူချိန်ရေရရှိပြီးရဲ့နောက်အပင်လေးပေါက်လာမယ် အစစ်မှအပင်ပေါက်ခြင်းအစစ်မှဆိုလို့ရှိရင်တော့အမြင့်ကနေစတင်ပြီးတော့ထွက်ပေါ်လာတယ်။အမြင့်တွေထွက်လာပြီးတဲ့အနောက်မှာတော့အစစ်ကုံအတွင်းမှာအစစ်ရွက်တွေဟာထွက်ရှိလာပါတယ်။အဲ့တော့အစစ်ရွက်မှာဆိုလို့ရှိရင်တော့အစစ်မှအပင်ပေါက်ခြင်းဖြစ်စဉ်မှာပစမောင်းထွက်ရှိလာတာတော့အရွက်ကလေးဖြစ်တယ်။အညိုလောင်းလျာဆက်လက်ရှင်သန်ကြီးထွားဖို့အတွက်အစစ်ရွက်ကနေတိုးလောင်ထားတဲ့အစာအာဟာရကိုရရှိသဖြင့်သူဟာထောက်ပံ့ပြီးတဲ့နောက်မှာတော့ ညှိုးချောက်သွားပါတယ်အဲ့တော့အညွန်လောင်းကနေပြီးတော့မှအစိမ်းရောင်ရွက်ကလေးဖြစ်နေပြန်ပြီးတော့ဖြစ်ပေါ်လာတယ်အစ်မြက်ကနေဆုပ်ယူပေးလိုက်တဲ့ရေရဲ့အဟာရဓာတ်ရဲ့နေရောင်ကြီးရဲ့အလင်းရောင်တွေကိုအသုံးပြုပြီးတော့အရွက်ကလေးတွေကအပင်တွက်အစာကိုဖွဲ့စည်းပါတယ်အပင်ငယ်လေးကနေပြီးတော့အပင်ကြီးအဖြစ်ကိုဆက်လက်ပြီးတော့သူဟာကြီးထွားလာပါတယ်အပင်ဟာကြီးထွားလာပြီးတော့မှပန်းပွင့်ချိန်ရောက်လို့ရှိရင်ပန်းလေးတွေကပွင့်လာမယ် ပြီးရင်အပွင့်ရဲ့ဝစ်ဆံဘိုးကဝစ်မုံလေးတွေနဲ့ဝစ်ဆံမားတို့ကဝစ်မုံကူးခြင်းလုပ်ငန်းတွေကိုသူတို့ကဆောင်ရွက်ပေးပါတယ်။အပွင့်နေဟာဝစ်မုံကူးပြီးတဲ့အနောက်မှာတတိအောင်ခြင်းဖြစ်ပေါ်ပြီးတော့အသီးလေးတွေဖြစ်လာတယ်။အသီးထဲမှာတော့အစေလေးတွေပါရှိပါတယ်။အဲ့တော့အဆေ့တွေမှာဆိုရင်တော့ဤအမျိုးမျိုးနဲ့သူတို့ကပြန့်နှံ့နိုင်ပါတယ်။ထို့အဆေ့တွေကအပင်ငယ်များအဖြစ်ပြန်လဲပေါက်ချင်းဖြစ်အပင်ရဲ့ဘဝဆောင်အဆင့်ဆင့်ကိုပြန်လဲပြီးတော့မှသူတို့ကဖြစ်ပေါ်ပါတယ်။ အနှစ်ချို့ရမယ်ဆိုလို့ရှိရင်တော့အပွင့်လေးဟာပွင့်ပန်းပွင့်ချက်ဝတ်ဆံဖို့ဝတ်ဆံမဆိုပြီးတော့မှအစိပိုင်း၄ခုပါရှိပါတယ်အသီးကို အသီးခွန်အသီးရဲ့အတွင်းသားအစိတို့နဲ့ဖွဲ့စည်းထားတယ်ပန်းပွင့်သောအပင်လေးရဲ့ဘဝဆောင်ဝန်ကအစိကနေပြီးတော့ပဲစတင် ပါတယ်ခရမ်းကျင်ပင်ဆိုလို့ရှိရင်ဘဝဆောင်ဝန်၅ဆင့်ပါရှိတယ်အစိအစိမှအပင်ပေါက်ခြင်းအပင်ငယ်အစင် ပန်းပွင့်ခြင်းနဲ့အသီးသီးခြင်းဆိုတဲ့အဆင့်တွေကိုတောက်သူမျိုးတွေ့ရပါမယ်။အပင်ရဲ့ဘဝဆံဝန်းမှာဆိုလို့ရှိရင်တော့အဆင့်မှစတင်ခဲ့ပြီးတော့အဆင့်အဆင့်ဆင့်သို့ ပြန်လည်ရောက်ရှိလဲပတ်ပါတယ်။အပင်ရဲ့အမျိုးအစားလိုက်ဘဝဆံဝန်းရဲ့လဲပတ်ခြင်းကလည်းကွာခြားပါတယ်။အဲ့တော့ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်သင်ခန်းစာမှာတခြားလို့ပြန်တွေ့ကြမယ်နော်